မင်္ဂလာပါခင်ဗျာ Chess Naru Channel ကိုကြိုဆိုပါရစေ။ဒီနေ့မှာတော့ The Third World Chess Championship Match ရဲ့ Game Time ကို review လုပ်သွားပါမယ်။ Game Time မှာတော့ဖြူပါက Gonsa ကစားပြီးတော့နံပါတ်က Stylin စားစားရပါတယ်။ Player ကိုစားကြိုက်မယ်ဆိုရှင်တော့ E4 E5 Knight 3 Knight C6 Bishop C4 ဒီဘက်မှာလည်း Gonsa Italian Game နဲ့စားပွင့်လာတယ်။ ဒီရှော့စီဖိုင်စတိုင်နက်စာချူအာဂိုပီယာနိုနဲ့တုံ့ပြန်လာတယ်။ D3 Nidasis C3 D6 9BD2 အခုပိုင်းမှာတော့ Gonsbra Slow Italian ဂိမ်းပုံစံနဲ့ကစားရပါတယ်။မြင်းကိုမညီပါလုပ်ပြီးတော့ဒီပါချမ်းကနေပြီးတော့ထုတ်ပြီးတော့ကစားချင်းကစားမယ်ဆိုပြီးတော့ပြင်လာတယ်။ Night D7 Night F1 C6 စတိုင်နက်စာလောစံမှာဖြူအား ကာဆင်းလောက်ဖို့နဲ့နောက်ကျနေအောင်ဖွင့်ကောင်းယူပြီးတော့စင်တာနေပြီးတော့တတိုင်းဖို့အတွက်ပြင်လာပါတယ်ကွနီတူဘူဒါတော့ဒီနေရာမှာကွနီတူမရွှေပန်းနဲ့နိုင်ဂျီ3ဆိုပြီးတော့မြင်းကိုထုတ်လိုက်တာဟိုကောင်းတယ်လို့ဆိုပါတယ်နောက်နေကြလို့ရှိရင်ကာဆင်းလောက်တာမျိုးတွေလှုပ်ချင်းလှုပ်မယ်နောက်ပြီးတော့ယထာကို E1 လို့ပွဲမျိုးတွေရွှေလို့ရတယ်ဒီ live square shop ကိုကြတော့ဒီဘက်ကနောက်ဆုတ်ပြီးတော့ B3 မှာထားတာပဲဖြစ်ဖြစ်ဒါမှမဟုတ် C2 ကိုပို့တာပဲဖြစ်ဖြစ် မညူပါရီလုပ်ပြီးတော့ကစားလို့ရတယ်။အဲ့လိုလေးကစားမယ်ဆိုရှင်ကိုကောင်းနိုင်ပါတယ်။ဘယ်ပြန်ကြည့်မယ်ဆိုရှင်တော့ဒီနေရာမှာ Consva 22ဆိုပြီးတော့ရွှေ့ရပါတယ်။ E4 မှာရှင်ရဲ့ဖြူပုံးကိုကာဝယ်လိုက်တယ်။နောက်ပြီးတော့တကယ်လို့များ D5 တက်တိုက်လာခဲ့မယ်ဆိုရှင်လဲပြီးရတဲ့ဒီ E5 ပုံးကိုစားမယ်ဆိုပြီးတော့ပြင်ထားပါတယ်။ Gasagain site H3 D5 အခုလိုက်မှာတော့အနက်က d5 ဆိုပြီးတော့တက်တိုက်ထားပါတယ်။ loser မှာ bishop ကိုတိုက်တာခံထားရတဲ့အတွက်ကြောင့်မလို့ d5 ပုံသွားစားဖို့အတွက်အချိန်မရှိပါဘူး။ bishop b3 ဆိုပြီးတော့နောက်ဆုတ်ထားရတယ်။ knight g6 g3 မြင်းက f4 square ကိုလာထိုင်ပါဆိုလို့ gonspar g3 တက်ပြီးတော့ဒီ f4 square ကိုလှမ်းခါရတယ်။ကုဒါတော့ဒီနေရာမှာ g3 မတက်ဘဲနဲ့ queen c2 ရွှေ့လိုက်တာပိုကောင်းလိမ့်မယ်လို့ဆိုပါတယ်။ အဲ့ခါကြလို့ရှင်နတ်က B5 တက်တာမျိုးဖြစ်နိုင်တယ်ပြောရဲဒီညမှာတကယ်လို့နတ်က Night Rage Fight လို့ကွန်မျိုးရွှေ့ပြီးတော့ D square ကို F4 square ကိုလာထိုင်တာမျိုးလုပ်မယ်လို့ပြင်မယ်ဆိုလို့ရှင်ရရှော့ G5 ဆိုပြီးတိုက်တာမျိုးဖြစ်နိုင်တယ်ဝင်းပြေးစေရွှေ့ပြီးတော့ဒီ F2 pawn ကိုလာတိုက်တာမျိုးတွေဖြစ်နိုင်တယ်ကာဆက်ကွင်း side D4 အဲ့လိုတွေကစားပြီးတော့အနောက်ကနဲလေးတာနိုင်တယ်ဆိုပြီးပြောပါတယ် ီနားမှာတခုရှိရာတော့ဒီနား F2 ကိုစားလို့ရှင်တော့ဖြူကဒီဖုန်းနဲ့ဒီ bishop ရဲ့လမ်းကြောင်းကိုပြန်ပိတ်လိုက်ပြီးတော့ equalize လုပ်နိုင်တယ်ပြောပါတယ်ပြောရမယ်ဆိုရှင်ဒီ F2 မှာရှိနေတဲ့ bishop ကို trap လုပ်လိုက်လို့မျိုးဖြစ်သွားမှာပါပွဲပြန်ကြည့်မယ်ဆိုရှင်တော့ဒီနေရာမှာဖြူကမြင်းကို F4 ကိုခုံလို့မရအောင်လို့တခါရဲ G3 ဆိုပြီးတတ်ထားရတယ်။ D-E4 ဒီနေရာမှာ details e4 တန်းလဲလိုက်တာမကောင်းဆိုပြီးပြပါတယ်။ပိုကောင်းတဲ့အကွက်အနေနဲ့ကတော့ center ကဒီ tension လေးကိုထိန်းထားပြီးတော့ a5 ဆိုပြီးတော့တတာမျိုးကပိုကောင်းလိမ့်မယ်ဆိုပါတယ်။နောက်လဲကြလို့ရှိရင် a4 ဆက်တက်မယ်ဆိုပြီးတော့ချိန်ရောက်ထားရတဲ့အတွက်ကြောင့်မလို့ view က a4 ဆိုပြီးတော့ double right တက်ရတာမျိုးကြီးဖြစ်လိမ့်မယ်။ bishop e6 ရာမျိုးကြီးဖြစ်မယ်။စတာမှာပုံးနေတဲ့ control လောက်ထားပြီးတော့အဲ့လိုလေး tension လေးကိုထိန်းထားမယ်ဆိုရှင်ပိုကောင်းလိမ့်မယ်ဆိုပြီးတော့ပြပါရယ် ဲ့လိုဆိုတော့ aware ပြန်ကြည့်လိုက်မယ်ဆိုရှင်တော့ဒီညမှာ stylus က details e4 တခါရဲ့တန်းစားလိုက်တယ်အဲ့လိုစားလိုက်တဲ့အတွက်ကြောင့်မလို့ center တန်ရှင်က p r ရော့သွားပါတယ်ဖြူအတွက်ကစားတာ nailing ပိုအဆင်ပြေသွားပါတယ် details e4 ပြန်စားရတယ် bishop e6 ဒီကွာကိုလည်းကွန်ပျူတာမကောင်းဆိုပြီးပြပါတယ်ဒီညမှာပိုကောင်းတဲ့အကွက်အနေနဲ့အရော A5 တက်ပြီးတော့နောက်လဲကြလို့ရှိရင် A4 ဆက်တက်မယ်ဆိုပြီးတော့ ချိန်ရောက်တဲ့နိုင်ဆိုပြီးပြတာပါတယ်ပွဲထဲမှာတော့အနောက်က Photoshop Ease ဆိုပြီးတော့ရွှေ့ရတယ် Night G5 ဒီနောက်မှာဖြူအားလည်းပြန်နှားရွှေ့မိပါတယ်ကိုဒါကတော့ဒီနေရာမှာဖြူတော့အကောင်းဆုံးကွက်ကပျောက်ချင်လဲလိုက်တာလို့ပြောပါတယ်အဲ့လိုပျောက်တဲ့ Ease စားရင် Attack Ease ပြန်စားမယ် A4 တက်မယ်အဲ့ခါကျရင်ဖြူနယ်လေးတာနိုင်တယ်ဆိုပြီးပြပါရယ်။နောက်ပါမှာဒီနောက်မှာထပ်ပေါင်းကြီးဖြစ်သွားမယ်။ ထပ်ပုံးပုံမှာဘေးထဲမှာဘာပုံးမှမရှိရဲ isolated double bond စီပါနောက်လည်းကြာလို့ရှိရင် view ကသူ့အမြင်ကို night one h2 တို့ကမျိုးအားနဲ့ရွှေ့ပြီးတော့ gasoline လောက်တာမျိုးတွေလုံနိုင်တယ်အဲ့လိုမျိုးတွေကစားလို့ရရဆိုပြီးပြတာပါတယ်ဘယ်ပြန်ကြည့်မယ်ဆိုရင်တော့ဒီနေရာမှာ view က night g5 ဆိုပြီးတော့ရွှေ့ရတယ်အဲ့ခါကျတော့အနက်ကလဲပါတယ်။ Shorty SP3, 8SP3, 27, ဝင်းကိုအရှိတကွတက်ပြီးတော့ဒီ H3 ဘုံကိုလှမ်းချိန်လိုက်တယ်။နောက်ပြီးတော့ရထားနှလုံးကိုဆက်လိုက်ပါတယ်။ Bishop E3 ဖြူအားလဲသူ့ Bishop ကို develop လုပ်တယ်။ Bishop ချင်းလဲမလားဆိုပြီးတော့မေးရယ်။ Bishop Days E3 Quintus E3 Bishop 92 C5 90 F3 Rook D8 မက်ကဒီဘက် A5 ရရထားကိုစန်တာဘက် CEO ဆွဲလာပြီးတော့ activate လုပ်ထားတယ်။နောက်ပြီးတော့ D5 တခြားမှာ pressure ပေးထားပါတယ်။လောဆယ်မှာဒီ H3 ပုံကိုထမ်းချိန်ထားတဲ့ဥစ္စာမပြတ်သေးတဲ့အတွက်ကြောင့်မလို့ဖြူက gas လဲလဲလုပ်လို့မရပါဘူး။ gas လဲလုပ်လို့ရှိရင် H3 ပုံကက plain စားပါပါ။ nice evil ဒီနားလေးမှာတော့ဖြူကထပ်မရွှေ့ပြီးပါတယ်။ဖြူရဲ့ရွယ်ချက်ကတော့ရိုးရှဲနဲ့ဒီ E5 ပုံကိုစားမယ်ဆိုပြီးတော့ချိန်လိုက်တာပါ။ ကွန်ပျူတာကတော့ဒီနေရာမှာအဖြူအနေနဲ့ export တက်ပြီးတော့ဒီ extreme မှာရှိရဲ့ပုံရှောင်လိုက်တာမျိုးတွေဒါမှမဟုတ် king of one ရွှေရမျိုးတွေကပိုကောင်းတယ်လို့ပြောပါတယ် king of one ရွှေရရွေချက်ကတော့ king ကို e1 f1 ပြီးလို့ရှိရင် g2 ဆိုပြီးတော့ဖီယန်ချက်တို့လုတ်ပြီးတော့ကစားဖို့ပါအဲ့လိုဆိုရင်ဒီ king ကဒီနေရာလေးမှာ draw လေးလုံးလုံးဝါနိုင်ပါတယ် extreme ပုံကိုလည်းကာပြီးသားဖြစ်သွားမယ်ရထားနှကောင်ကလည်းဆက်ပြီးသားဖြစ်သွားမယ် ဲ့လိုလေးအစားတန်းဆိုပြီးပြပါတယ်။ဘွဲပြန်ကြည့်မယ်ဆိုရင်တော့ဒီနေရာမှာဖြူက nice four ဆိုပြီးတော့ဒီ e5 မှာရှိနေတဲ့ပုံလှန်တိုက်ထားတယ်။ rook f8 နဂါသားလေးပဲရထားကိုဆွဲပြီးတော့ကာရတယ်။ nice d2 ဖြူကဘာမှလုပ်စရာမရှိလို့မြင်းကိုနောက်ပြန်ဆုတ်ထားတယ်။ပြောရမယ်ဆိုရင်ဒီနားမှာပိုရွှေတီရွှေတုံးနဲ့လှည့်တော့နာပါတယ်။ rook e7 ီနေရာမှာ rookie 7မရွှေပန်းနဲ့ rookie 6ရွှေဟာပိုကောင်းလိမ့်မယ်လို့ဆိုပါတယ်။လမ်းကြုံလို့ရှင်ဒီ e စစ်ကယထာကိုဒီစစ်ကိုပို့ပြီးတော့ major piece တွေအသုံးလုံးလောက်ထွက်လို့ရပါတယ်။အဲ့လိုကစားပေးမယ်ဆိုရှင်။တကယ်လို့ rookie 6တခါရဲတမ်းမတက်ချင်တော့မှအိတ်စစ်အရင်တက်ပြီးတော့အိတ်ရှိုးတက်တာမျိုးတွေဖြစ်မယ်။အဲ့ဒီခါကျတော့မှ rookie 6ရွှေမယ်။အဲ့လိုမျိုးတွေကစားမယ်ဆိုရှင်လဲနဲ့တာမယ်ဆိုပြီးတော့ရပါတယ်။ ပွဲပြန်ကြည့်လိုက်မယ်ဆိုရှင်တော့ဒီနေရာမှာအနောက်က rookie 7ဆိုပြီးတော့ရွှေ့ပါတယ်။ king of 1ဖြူအားကင်းကိုလမ်းလျှောက်ပြီးတော့ဒီ g2 square မှာ fiend shadow လောက်ကစားမယ်ဆိုပြီးတော့ပြင်လာတယ်။ h5 နောက်က h5 တက်ထားတယ်။နောက်လည်းကြာလို့ရှင် h4 ဆက်တက်ပြီးတော့ဖြူအား king side bone structure ကိုဖျက်ပြစ်မယ်ဆိုပြီးတော့ချိန်ရောက်ထားပါတယ်။ king g2 ဖြူအား ကင်းကိုလမ်းလျှောက်ပြီးတော့ဂျီတူးကွယ်မှာထည့်ထားတယ်။အေရှိုးနဂါအေရှိုးတက်ပြီးတော့ဖျွဲကင်းဆိုင်ဘွန်စထရက်ချာကိုဖြတ်မယ်ဆိုပြီးတော့လှုပ်ထားပါတယ်။ကင်းကဟ်တူလောဆယ်ဒီနားမှာအနက်ကွင်းကဒီဖားနေပြီးတော့မြင်းကိုချိန်ထားရတဲ့ကြောင့်မလို့ဖြူမြင်းကဒီလိုမျိုးသွားစားလို့မရပါဘူး။စားလို့ရှိရင်ဒီမြင်းကိုလဲပြီးရတယ်ဒီတူးမှရှိနေတဲ့မြင်းကအစားခံရမှာပါ။ အားကြောင့်လို့ဒီကွက်မှာဖြူအား gain gauge 2ဆိုပြီးတော့ရွှေ့ရပါတယ်။ဒါမှမဟုတ်ကွန်ပျူတာဒီနေရာမှာပိုကောင်းတဲ့အကွက်အနေနဲ့ဒီ row gauge d1 ဆိုပြီးတော့ device ရထားကိုရွှေ့ရမျိုးတွေဒါမှမဟုတ် a5 မှာရှိနေတဲ့ရထားကို row gauge d1 ဆိုပြီးတော့ရွှေ့ရမျိုးတွေအဲ့လိုမျိုးတွေကနည်းပိုကောင်းလိမ့်မယ်လို့ပြောပါတယ်။အဲ့လိုဆိုရင်ဒီမြင်းကိုကွင်းရဲ့ရထားရဲ့နှကောင်နဲ့ကားပြီးသားဖြစ်သွားမယ်။ position က equal လောက်တွေဖြစ်နေမယ်လို့ဆိုပါတယ်။ ပြန်ချင်းရမယ်ဆိုအချိန်တော့ဒီနေရာမှာဖြူအားကင်းငိတ်တူဆိုပြီးတော့ကင်းအောင်ရွှေ့ရတယ်။ကွင်း B5 နဲ့က B5 ကိုကွင်းကိုပို့ပြီးတော့ B3 ပုံးနေ B2 ပုံးနေကိုလှမ်းပြီးတော့ pressure ပေးရပါတယ်။ C4 ဒီနားမှာလည်းဖြူအားထပ်မရွှေ့မိပါတယ်။ပုံကြတော့ဒီနေရာမှာ rocket E1 လို့ဘာမျိုးရွှေ့ရမျိုးတွေဒါမှမဟုတ်လည်း ရိုကိတ်ဂျီဝါလို့ကွာမျိုးရွှေရမျိုးတွေတခုလုံးတင်တယ်ဆိုပြီးပြောပါတယ်။လောဆန်မှာ B3 ပေါ်ကငင်းတဲ့ကာဝယ်ထားတဲ့အတွက်ကြောင့်မလို့နတ်အနေနဲ့တန်းဆလို့မရပါဘူး။ပွဲမှာတော့ဖြူက C4 ဆိုပြီးတော့တက်လိုက်ပါတယ်။ပွန်းကိုတက်ပြီးတော့ကွင်းကိုရိုးလေးပဲမောင်းလိုက်တာပါ။ဒါမှမဟုတ်ပြန်လာတခုကဖြူကပွန်းနေရလောဆန်မှာ light square ရေမှာဖြစ်သွားပါတယ်။ပြောမယ်ဆိုရှင်ဒီ center က 4 drum မှာရှိနေတဲ့ dash square ရာတော်လေးကိုအားနေဝပါတယ်။နောက်လည်ရလို့ရှိရင်ဒီ dash square ရာမြင်းနေရဲ့ outpost ထုတ်တဲ့နေရာမျိုးဖြစ်လာပါပါ။ Queen Caesar နဲ့ကဒါလေးပဲ Queen အောင်ရှောင်းထားတယ်။ Rook C1 Rook D7 D5 ကနေပြီးတော့ရထားနှလုံးထပ်ထားတယ်။ Rook C3 Knight H5 ဒီနေရာမှာ Knight H5 ရဲ့ပြင်ကိုတခြားရွှေလို့ရတဲ့အကွက်တစ်ကွက်ရှိပါသေးတယ်။ အဲ့တော့98ဆိုပြီးတော့နောက်ပြန်ဆုတ်တာပါ UI တက်ကတော့လမ်းကြုံလို့ရှိရင်ဒီမြင်းကိုမညူပါလုတ်ပြီးတော့ဒီ default square လို့နေရာမျိုးမှာလာထိုင်ဖို့အတွက်ပြင်တာပါအဲ့လိုကစားမယ်ဆိုရှင်လည်းအနက်တာလိုက်ပါတယ်ပွဲမှာတော့အနက်က light swipe ဆိုပြီးတော့ရွှေ့ရတယ်ဂျီသွေးမရှိနေတဲ့ပုံ pressure ပေးရတယ်နောက်ပြီးတော့လမ်းကြုံလို့ရှိရင် f5 square ကိုပါဒီပုံမရှိတဲ့အနေအထားမျိုးမှာလာထိုင်နေထိုင်မယ်ဆိုပြီးတော့လုတ်ထားပါတယ် ရူဂျီဝမ်ဂျီသွေးပုံးကိုကားတယ်။ကွင်နာဆင်းစ်နိုင်တာဖွန်ရူဂျီဝမ်နဂါအိဒရန်ကိုသူ့ရထားကိုပို့ပြီးတော့ကစားရပါတယ်။ဒီနားမှာနဲပိုကောင်းတဲ့အကွက်တကွက်ရှိသေးရဲ့ဆိုကြည့်ပြပါတယ်။အားတော့ ASG3 chat ATG3 97 Rook G2 96 Rook F2 94စာပြင်ကစားရပါ ပြောရမယ်ဆိုရှင် G6 မှာရှိနေတဲ့အမြင်ကိုဒီဘက်ကနေမညူပါလုပ်ပြီးတော့ default square မှာလာထိုင်ပြီးကစားရပါ။အဲ့လိုကစားမယ်ဆိုရှင် network အနည်းလေးပိုတာနိုင်မယ်ဆိုပြီးပြပါရယ်။ဒီနောက်မှာ view က native ကိုရွှေ့ရမျိုးဖြစ်နိုင်မယ်လို့ဆိုပါရယ်။အဲ့ခါကြလို့ရှင် queen sixes အသားလေးရှောင်းလိုက်မယ်။နိုင်အကောင်တွေကပိုပြီးတော့ active ဖြစ်နေပြီးတော့အသားရနိုင်မယ်ဆိုပြီးပြရပါရယ်။ဒီနောက်မှာတစ်ခုရှိရာ ဒီ D4 မှာလာထိုင်တဲ့အမြင်ကိုသွားစားလို့မရပါဘူး။အဲလိုဆိုရင် CDS D4 ပြန်စားပြီးတော့ကွင်းရဲ့ရထားရဲ့နှာခေါင်ပြန်ပြီးတော့ fork လုပ်ပါလိမ့်မယ်။ကွင်းကိုချိန်ထားရတဲ့အတွက်ကြောင့်မလို့အနောက်အဆိပ်ကွင်းကိုလာစားရင်ဖြူကွင်းကိုပြန်စားပါပါ။အညာပြန်စားရင်အနက်တားနိုင်တယ်ဆိုပြီးတော့ပြပါတယ်။အဲလိုဆိုပြန်ကြည့်မှဆိုရှင်တော့ဒီနေရာမှာအနက်က root d1 ဆိုပြီးတော့ရွှေ့တာပါတယ်။22 HG3 check HG3 Rook A1 Steiner စာတင်ရမှာ A drone ကိုရောက်နေရဲ့သူ့ရထားလုံးထောင်ဆောင်ဘက်ကိုပို့ပြီးတော့နောက်ထပ်ရထားလုံး A drone ကိုပို့ဖို့အတွက်ပြင်ထားပါတယ် Night 32 Pure ကနောက်ရထားလုံးဝင်လာမှာဆိုလို့ D5 ကိုမြင်းနဲ့ပိတ်ခံထားရတယ်ဝဲချီ5 Rook A3 Pure ဒီ server မှာရှိနေတဲ့အနက်ပုံ pressure ပေးရတယ်။ Nighters is နက်ကဒါလေးပဲ FI ကိုမြင်းနဲ့ပေးလိုက်တယ်။နောက်ပြီးတော့ E4 ပုံကိုပြန်ပြီးတော့ pressure ပေးပါတယ်။ Root D3 ရထားချင်းလဲမလားပေးရယ်။ Root D3, Queen D3, Nighter Fate Stylus ဟာမြင်းကိုမညီပါလုပ်ပြီးတော့ကစားထားပါတယ်။နောက်ဂျုံနဲ့လဲစားလို့ရှိရင် E6 လိုဘာမျိုးရွှေ့ခြင်းရွှေ့မယ်ဆိုပြီးတော့ပြင်ထားတယ်။ 23ဖြူဟာအတူကောင်းနေရငရေချက်နေရတဲ့အကြောင်းမလို့ကွင်းကြီးလဲမလားဆိုပြီးတော့မေးပါတယ်ကွင်းကြီး says နာကမလဲဆိုပြီးတော့နောက်ဆုံးတယ် Rookie 2 Nighty says Rookie 2 Nighty 4ခုနက effect ကိုရောင်းခဲ့အမြင်အားဤစက်ကနေစဉ် D4 ကိုလာပြီးတော့ထိုင်ချရပါတယ် Rookie 2 Rookie 2ပေါ်တယ်မဲ့ဒီဒူပုံစားမဲ့ချိန်ထားရတယ် Matter 3ဖြူဟာ B2 ပုံကိုယထာနဲ့လှမ်းကားလိုက်ပါတယ်။ဒါပေမဲ့အဲ့လိုကားလိုက်တဲ့အခါကျတော့ဒီ E4 မှာရှိနေတဲ့ပုံကလွတ်သွားပါတယ်။ကုန်တာကတော့ဒီညမှာ21ရွှေရအကောင်းဆုံးလို့ဆိုပါတယ်။ဒါပေမဲ့အဲ့လိုရွှေခဲ့လို့ရှင်လဲ Rotex B2 ဆိုပြီးစားခံရမှာပါ။ကွင်းဒီဝမ်းရွှေပြီးတော့ဒီဖုန်းကိုပြန်ချိန်တာမျိုးတော့ဖြစ်နိုင်တယ်။ Bruce E2, Quintex A7, Canon A7, Quinny ီထဲမှာတခုရှိရာပွဲတိတ်စပီစဲသွားစားလို့မရပါဘူးအဲ့ခါကြလို့ရှင်မြင်းနဲ့တရားနေပြီးတော့ discover attack နဲ့နောက်အပွင့်ကိုစားမဲ့ချိန်ပြီးတော့မြင်းနဲ့ချက်လို့ရပါတယ်လို့ဆိုရှင်အနာကအကောင်သာရမှာပါဘူဒါဆက်ရွှေပြာတာတော့ queen 7ရွှေလို့ရှင် night six ရွှေရမျိုးဖြစ်လိုက်တယ် king 2 rook c3 rook f3 rook a3 king a3 ကွန်နက်ဖိုင်ချက်စာပြေကစားပြီးတော့အနက်ကသာရနိုင်တယ်ပြောပါတယ်။နောက်လည်းရကြလို့ရှိရင်အနက်မြင်ကဒီ default square ကိုလာထိုင်ပြီးတော့ကွင်းက view ကင်းရှိရနေရာကိုလိုက်ချက်တာမျိုးတွေဖြစ်ပြီးတော့အသာရမှာပါ။ကွင်းပြန်ကြည့်မယ်ဆိုရင်တော့ဒီနေရာမှာ view က light up 3ရွှေ့ပြီးတော့ပုံးကားတယ်။ဒါမှမဟုတ် center ကပုံးတစ်လုံးကတော့အဲ့လိုကားလိုက်တဲ့အတွက်ကြောင့်မလို့လွတ်သွားပါတယ်။ light up 3 check နတ်ကမြင်းကိုအရင်လဲ Great is are 3 Great is evil Great is evil Night is evil ကိုင်းနေပါလဲရကြရတယ် Rookie 2ဖြူအားဒီညမှာမြင်းရဲ့ပုံးရဲ့နှာခေါင်းထက်ပြီးရော Skewer attack နဲ့လမ်းတိုက်ထားပါတယ်မြင်းဖက်လို့ရှိရင်ပုံးကိုစားခြင်းစားမယ်ဆိုပြီးတော့ချိန်ထားရတယ်ဒါမဲ့တခုရှိရတော့အဲ့လိုပုံးကိုသွားစားခဲ့မယ်ဆိုရှင်လဲဒီ B2 ပုံးကိုပြန်စားခံရပါပါ ဒီနေရာမှာ Styles ကသူ့မြင်ရောပုံရောနှကောင်လုံးကိုဖြူရထားလာစားမျိုးမခံအောင်လို့ကွက်ကွက်ကိုရွှေ့ွားခဲ့ပါတယ်။ဘယ်ဟာများရွှေ့ွားခဲ့တဲ့ဆိုတာကို video post လုပ်ပြီးတော့ဖြစ်ဖြစ်ချက်လောက်စဉ်းစားကြည့်ပါဦး။ဟုတ်ပါတယ်။ခုတိုင်မှာအနက်က95ဆိုပြီးတော့ရွှေ့ွားခဲ့ပါတယ်။ရထားနဲ့ပုံရောလာစားလို့ရှိရင်အသူရနေပြီးတော့လာပြီးတော့ခင်းရရထားရဲ့နှကောင်ခွာချက်လုံးမယ်ဆိုပြီးတော့ချိန်ရောက်ထားတယ်။အဲ့ဒါကြတော့ဒီပုံကိုစားလို့မရတော့ပါဘူး။ ဒါမဲ့တစ်ခါကစဉ်းစားကြည့်ရောလဲအိပ်ပုံစားလို့ရမယ်ဆိုရင်တော့မှ DP2 ပုံကပြန်စားခံရမှာပါအဲ့ခါကျတော့ဖြူကကဲချီတူးဆိုပြီးတော့အွှေ့ရယ် night jesus ကုလဲ့မှာပဲဖြူကရှုံးပေးပါပါတယ်ရုပ်တရက်စဉ်းစားကြည့်မယ်ဆိုရင်တော့ရှုံးပေးဖို့ကနဲစောသေးရလို့ထင်ရပါတယ်နှက်ကပုံးတကောင်ပဲသာသေးရပါဒါမဲ့တစ်ခါကစဉ်းစားကြည့်ပြန်တော့လဲ position မှာနှက်ကတော်သာနေပါတယ် နောက်လည်းဒါလို့ရှိရင်အနှမြင်ရ D4 ကနေတစ်ဆင့် B3 ပုံကိုလာစားဖို့ပြင်တာမျိုးတွေစားတာမျိုးတွေဖြစ်နိုင်တယ်။နောက်ပြီးတော့ D5 မှာရှိနေတဲ့ပုံကို upset တက်ပြီးတော့ကာလို့ရတယ်။ယထာကလည်း D2 ပုံကိုတောက်လျှောက် pressure ပေးရတဲ့အတွကြောင့်မလို့ဖြူယထာကအခုလက်အိမ်မှာလှုပ်လို့မရပါဘူး။နောက်အဆိုင်မှာဖြူရဲ့ကောင်တွေအကုန်လုံး passive ဖြစ်နေပြီးတော့နောက်အကောင်တွေက active ဖြစ်နေတာမြင်ရပါတယ်။စားကြလို့ရှိရင်တဖြည်းဖြည်းနဲ့စားပြီးတော့ရှုံးသွားမှာပါ။ အားကြောင့်မလို့ဒီနားလေးမှာပဲကျူပါရှုံးပေးပါတယ်လို့ယူဆပါတယ်။ Stainless နဲ့ Gonzalo ရဲ့1890 1891မှာကစားခဲ့တဲ့ World Chess Championship မှာချက် Game Time Review Season လေးရောဒီနားမှာပဲရက်လိုက်ပါမယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။